အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာကြီးတင်ညိုရေးသားထားတယ်ကြောင်ကြားရဲကလူသားများဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ကြောင်ကြားရဲကလူသားများကျွန်တော်အိမ်ထဲတွင်စာရေးနေသည်တပတ်လုံးရွာလိုက်သည်မူယခုမှနေရောင်ကိုမြင်ရတော့သည်ခေါင်းရင်းမှကားတန်တွေကြာသည်လူတန်တွေကြာသည်ငိုတန်တွေပါလာသည့်အခါတွင်ကျွန်တော်မနေနိုင်တော့ ပရင်ပေါင်းမှထပြီးကြည်လိုက်မိသည်။နာအေးကားတစ်စီးလမ်းထိပ်တွင်ရပ်ထားသည်။လူလေးယောက်ကအခောင်းတစ်ခုကိုမှလာကြသည်။ကျွန်တော်ကအခောင်းဘေးမှစာတန်းကိုဖတ်လိုက်သည်။မောင်အောင်လေးအသက်32နှစ်။အခောင်းကိုကားပေါ်တင်သည်။နောက်ကဟိုက်ဂျက်ကားပေါ်ကို လူရဲတက်ကြသည်။ရှဲကအတူပက နောက်ကအတူပလိုက်ပေါ်သည်ဟိုက်ဂျက်ကအပြေလူရဲ။ထိုနောက်ကားနှစ်စီးရွာတဲ့ကမောင်ထွက်သွားကြသည်။ ဆရာခြံဝမခေါ်တန်းကြားတစ်ဖြစ်ကြည့်လိုက်ရမောင်ကျော်စွာ ကျွန်တော်ကတကားသွားဖွင့်ပေးလိုက်သည်လာကွာမောင်ကျော်စွာဒီကိုလာတာပဲလားမဟုတ်ဘူးဆရာအာတုဘပို့မလို့လာတာကားမဆန်တာနဲ့နေခဲ့တာမိုးမရတော့လဲပူတယ်အပြင်မှာပဲထိုင်ကြတာပေါ့ကျွန်တော်တို့ခြံထဲမှာပင်ထိုင်လိုက်ကြသည်ဘယ်လိုဖြစ်တာလဲညနေ၄နာရီအောင်ကြော်နေပြီဒီအချိန်ကြီးအာတုဘခြားတယ်လား ဆရာအာသူဘကမချလဲအဲ့ဒီအိမ်မှာနေစရာနေရာမရှိဘူးတအိမ်လုံးစုစုပေါင်း၁၀ပေပတ်လည်ပဲကျဲတာမိသားစုက၆ယောက်လောက်ရှိတာဖဲသွားအိတ်ကြမလဲဘာဖြစ်လို့တည်တာလဲကွာဆရာရေခုချိန်မှာရွာထဲငငယ်ရွရွနဲ့တည်ရင်ဘာကြောင့်လဲလို့မမေးနဲ့အရက်ကြောင့်ပဲတရွာလုံးအရက်ရောင်တဲ့ဆိုင်ကလဖဲဆိုင်ထက်များတယ်လဖဲရေဆိုင်တွေတောင်မကိုက်လို့ဆိုပြီးတော့အရက်ပြောင်းရောင်းနေကြပြီ အရက်ရောင်းမယ်ဆိုရင်စပွန်ဆာလည်းပေးတဲ့ဆိုင်လည်းပြင်ပေးတဲ့အရက်လည်းအကျွေးပေးတဲ့အတင်းကိုလိုက်ပြီးတော့စီယုံရေးဆင်းပြီးအရက်ကိုရောင်းခိုင်းနေတော့တာဟုတ်လားဘယ်သူတွေကအဲ့ဒီလိုလုံးနေကြတာလဲကွယ်မပြောချင်ဘူးဆရာကြီးအေးကွာလူငယ်တိုင်းညနေဆိုမူးလာနေကြတာတွေအသက်အရွယ်မရွေးအရက်ဆိုင်မှာအရက်ဝယ်နိုင်တာတွေ အရက်တောင်းနိုင်လောက်အောင်ဈေးပေါပေါနဲ့အရက်တွေကိုလှည့်ရောင်းနေခိုင်းတာတွေဟာစဉ်းစားစရာတွေဖြစ်လာပြီပေါ့ဘာဖြစ်ဖြစ်ပါကွယ်အဲ့ဒီလိုပျက်စီးမှုကြောက်တဲ့ကိုဆွဲချနေတဲ့အထဲမင်းမပါစင်းနဲ့စိတ်ချပါဆရာကြီးဆရာကကျွန်တော်ကိုစာရီဖတ်ခိုင်းထားတာပဲအဲ့ဒီလောက်မိုက်ပါတော့မလားခို့ဆိုတရားလုံးမှာကိုနဲ့တတ်သူရွယ်သူတွေအားလုံးလို့လို့အရက်သမားတွေဖြစ်ကုန်ကြပြီဆရာတေတဲ့ကောင်တွေလည်းတေကုန်ကြပြီ ခေါနာကအတုပချသွားတဲ့အောင်လေးဆိုရင်ကြည့်ညကလေးကပြမလာတာမနက်မိုးလင်းတော့အိမ်ကလိုက်ရှာမှအရက်ဆန်ရှိကတဲထဲမှာမိုးရေတွေဆိုးပြီးသတိမိနေတာ တကောလုံးနဲ့ဖြူဖွေးနေပြီအိမ်ကိုပြန်လာခေါ်ပြီးကုကြသေးတယ်မရတော့ပါဘူး၃နိုင်လောက်မှသေးတာပါပဲအဲ့ဒါနဲ့ချက်ချင်းပဲအတုပချနိုင်အောင်ဝိုင်းပြီးစီစဉ်ပေးလိုက်တယ်မကြဘူးနောက်တလောင်းလေးလာလိမ့်အောင်မယ်ဘယ်သူများလဲ ိုရွာအနောက်ပိုင်းကအကျော်ရောင်းတဲ့မင်းမကြီးတိလားခဝဝလေးတိတာပေါ့ငါလမ်းလျှောက်ပြန်လာတိုင်းသူ့ဆိုင်မှာအကျော်ဝင်နေကြအဲ့ဒီအတော်ကြီးသားလဲအိယာထဲလဲနေပြီလူလဲလူရုံမတူတော့ဘူးမကြတော့ပါဘူးအေးကွာဘယ်လိုတွေဖြစ်ကုန်ကြပါလဲအဓိကကတော့အလုတ်ပဲဆရာဆရာလမ်းလျှောက်ရင်တတိထားမိလားခုဆိုရင်အလုတ်သွားတဲ့ယောက်ျားမင်းမအတော်လေးနေသွားတာအေးတတိထားမိတယ် ဆိုင်ရုံအလုံးယုံတွေကပိတ်တာပဲပြန်လာတွေပြန်တော့အလုပ်တွေရှားကုန်တယ်။ရတဲ့နေစားခတွေကလည်းတက်မလာဘူး။မလောက်မငါနဲ့ရတဲ့လောက်ခလေးတွေကိုမိသားစုကို ပြန်ထောက်ရမယ့်အစားစိတ်ညစ်ညစ်နဲ့အရက်တွေကြီးတောက်နေကြတော့အိမ်ကမိသားစုလည်းငတ်။ရှာကျွေးနေရတဲ့သူတွေလည်းကြာတော့စိတ်ဓာတ်တွေကျလာတယ်။ဆရာကျိုးကျော်ရက်ကွက်တွေထဲသွားကြည့်ရင်သိလိမ့်မယ်။လူတွေဘဝဘယ်လောက်ဆုတ်ပြတ်တက်နေကြသလဲဆိုတာ။အေးကွာ ကြားရတာစိတ်မချမ်းသာလိုက်တာဆရာကြီးငါလို့တည်တဲ့လူတွေနဲ့အရက်ဖြက်လို့တည်တာတွေအရက်မတော့ရလို့ယူကြကြဖြစ်နေတဲ့ကောင်တွေအများကြီးဒီကြားတဲ့ပုံစိုးတာကအိမ်ကအသက်အရွယ်ကြီးတဲ့လူကြီးတွေကိုတော့နှင်ထုတ်နေကြတာတွေကြုံနေရပြီဟေးဘဝဆိုတာမျိုးပေါ်ကလူနည်းစုတွေတိုင်းနဲ့ကားနဲ့နေတဲ့သူတွေလောက်ကြည့်ပြီးတော့အားလုံးအဆင်ပြေနေကြတယ်ပဲလို့ပဲထင်ရင်မှားမယ်ဆရာကြီး အဲဒီလိုထင်ပြီးတော့စံစုံဒီမှာစံအိုးတွေကလာသည်လို့အသိရှိသူတွေအနေနဲ့တိုးတက်ဖွင့်ပြနေတာပဲလို့ယူဆနေကြသလားတော့မသိဘူးလက်တွေ့ဘဝမှာတော့အလုံးမရှိပတ်စံမရှိဘဝတွေကိုဖြစ်တယ်လို့ယဉ်ဆိုင်ပြီးကိုယ့်ကိုယ်ကိုတတ်သိတယ်လို့လုံးနေကြတဲ့သူတွေကများလာတယ်ဘာလဲကွာကိုယ့်ကိုယ်ကိုတတ်သိနေကြတယ်ဆိုတာဆရာတရားလောက်ကျွန်တော်ရဲ့ရက်ွက်ထဲလိုက်ကြည့်ပါလားအရက်ဆိုင်မှာယောက်ျားတွေတောင်မဟုတ်တော့ဘူး မိမတွေပါထိုင်တောင်းနေကြတာသူတို့လည်းမထူးဆက်ခင်းနေကြတာလေညဆိုရင်ယောက်ျားကလည်းမူမိမကလည်းမူအပြိုင်အဆိုင်ရဖြစ်နေကြတယ်ဆိုတာရက်ကွက်ထဲကယဉ်ကျေးမှုတစ်ခုတောင်ဖြစ်လာပြီဆရာ့အရက်တွေတောက်ပြီးအသက်တွေပြောင်းနေကြတာမှအေးကွာကြားရတာစိတ်မကောင်းလိုက်တာဒီနေ့တော့မင်းကငါ့ကို အများကြီးပညာပေးသွားတာပဲဆရာကကားတွေဆိုင်ကယ်တွေကြားတော့ပဲလမ်းလျှောက်တာကို ကားတွေဆိုင်ကယ်တွေကရှောင်လို့ရတယ်ဆရာလူတွေကရှောင်လို့မရတဲ့ဆင်းရဲခြင်းဒုက္ခနဲ့ပုတ်တိုက်ပြီးတော့တဖြုတ်ဖြုတ်တည်နေကြတာဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ကြောင်ကြားရဲကလူသားများဆိုတဲ့ဝတ္ထုတိုလေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ အလိုရှိသည်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အလိုရှိသည်ဖနားဆိုင်တဆိုင်ရှိတွင်ကောင်မလေးတယောက်သည်ဆိုင်းပုတ်ကိုကြည်လိုက်ဆိုင်ထဲကိုဝင်ရန်မဝင်ရန်ချိန်ဆလိုက်နှင့်တွန့်ဆုံနေသည်ဆိုင်ရှိတွင်ထောင်ထားသောကြောက်တင်ပုံပေါ်တွင်ရေးထားသည်မှာအယောင်းဝန်ထမ်းအမျိုးသမီးတဦးအလိုရှိသည်အခြေခံလာစာ၃သိန်းဟူ၍ဖြစ်သည် နောက်ဆုံးတွင်ကောင်မလေးသည်လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်ပြီးဆိုင်ထဲကိုအရဲစွန်ကဝင်လိုက်သည်။ဆိုင်ထဲတွင်ဆိုင်ရှင် ဖြစ်ဟန်တူသော လူကြီးတစ်ယောက်ကထိုင်နေသည်။ကလေးမဘာအလိုရှိလို့လဲကွယ်။တမီးအလုတ်ခေါ်ထားတဲ့ဆိုင်ပုတ်ကိုတွေ့လို့ပါရှင်။အော်အလုတ်လျှောက်ချင်လို့လား။ဟုတ်ကဲ့ပါရှင်။အေးကွယ်အလုတ်လာလျှောက်တဲ့သူတွေကများတယ်။တရားအောင်မှစိတ်တိုင်းမကြပါဘူး။ ။တမီးကိုလည်းအလောက်တော့ဒီအတိုင်းမခတ်နိုင်ဘူး။စမ်းတက်ပြီးမှခတ်နိုင်မယ်ကွယ်။ဟုတ်ကဲ့စမ်းတက်နိုင်ပါလေ။ဒီမှာတွေ့လား။တရေချိန်ညက်ဖနက်နှစ်ရံ။ဟုတ်ကဲ့တွေ့ပါရဲ့ရှင်။အဲ့ဒီဖနက်ကနာမည်ကြီးဖနက်တွေပေါ့။နှစ်ရံပဲကျန်တော့တယ်။တရံကို9000လောက်ရောင်းရတယ်။တကယ်လို့နှစ်နာရီအတွင်းဒီဖနက်တရံလောက်ကိုရောင်းပြနိုင်မဲဆိုရင်တမီးကိုအလုတ်ခတ်မယ်။ ။တမီးဈေးရောင်းတဲ့အရေးချင်းကိုကြည့်ပြီးတော့လားစာကိုလည်း၃သိန်းမဟုတ်ဘူး၄သိန်းအထိပေးမယ်။ဟုတ်ကဲ့။တမီးစူးစမ်းကြည့်ပါမယ်။ကောင်မလေးကချက်ချင်းပင်ဆိုင်ထဲလိုက်ကြည့်သည်။ကြမွေးတပြက်စီလေးကိုယူပြီးစင်ပေါ်မှဖနက်တွေကိုလိုက်တုံနေသည်။ထို့နောက်တပြက်စီတစ်ချောင်းကိုယူပြီးလိုက်လှဲနေပြန်သည်။ဆိုင်ရှင်လူကြီးကသတင်းစာဖတ်ရင်မတိမတားကျင်နေသည်ထိုစဉ်ဆိုင်ထဲကိုလူတယောက်ဝင်လာသည် ကြွပါရှင်ဘယ်လိုဖက်နှက်မျိုးများပြပေးရမလဲရှင်တရေဖက်နှက်ကောင်းကောင်းတရံလောက်လိုချင်လို့ပါကောင်မလေးကစင်ပေါ်မှာတရေဖက်နှက်တွေကိုတရံပြီးတရံလိုက်ပြသည် ကောင်နာပေါ်ရှိဘူးထဲတွင်ထည့်ထားသောဖက်နှက်တွေကိုမပြဖက်နှက်တွေပေါ်တွင်ဈေးတွေရေးထားသဖြင့်ဝယ်သူကလည်းဈေးကို ကြည့်လိုက်ခေါင်းခါလိုက်လုံနေသည်ကျမတို့ဆိုင်ရဲ့အကောင်းဆုံးဖက်နှက်တော်ရှိပါရဲ့ရှင်ဒါပေမဲ့နှစ်ရံထဲကြံတော့လို့ပါ ဈေးကလည်းတိတ်များလုံးတာကြောင့်ဒီကဦးလေးအဲ့ဒီဖက်လက်များကြည့်ချင်ပါသလားရှင်။ပြကြည့်လေ။ထိုအချိန်မှကောင်မလေးသည်ဆန်ရှင်ရောင်းခိုင်းတော်ဖနက်တပူးကိုယူလာပြီ။ဒါကမန္တလေးဖနက်စစ်စစ်ပါရှင်။တရေကလည်းအစ်စ်ပါ။စပက်ရှယ်အော်ဒါချုပ်ပေါ့။ဈေးကရော9000ပါရှင်။ဖနက်ကတော့ကြိုက်တယ်။ဈေးကများလုံးနေ။ကောင်းတာကလည်းတိတ်ကောင်းတာကိုရှင်။ ဒီဆိုင်မှာတော့200မရှိတာစီးကြည့်လိုက်ပါဦးရှင်ဈေးဝယ်ကစီးကြည့်သည်အတော်ပဲကွယ်ဒီအယောင်ပဲရှိသလားဟုတ်ကဲ့ဂရီပါ200ယောင်ပဲကျပါလေရှင်ဂရီပါဆိုတာနန်းသုံးအယောင်ပါရှင်နန်းစံတာပေါ့အင်းဖနက်ကတော့ကြိုက်ပါလေကွယ်ဒါပေမဲ့ဦးလေးစီမှာအဲ့ဒီလောက်ပတ်စံပါမလားဘူးကွယ်ဦးလေးမှာပတ်စံဘယ်လောက်များပါလို့လဲရှင် လေးတောင်းမဲ့ပါတယ်ကလေးရဲ့လေးတောင်းပါတော့လေလေးတောင်းမဲ့ပေါ့ရှင်ကြံတဲ့တောင်းဘယ်တော့လာပေးမလဲမနေ့ပြန်လာပေးမယ်ကောင်းပါပြီရှင် ရောင်းလိုက်ပါမယ်မနေ့ပြန်ကြံတဲ့တောင်းလာပေးပါနော်လာပေးမယ်စိတ်ချကောင်မလေးကကောင်တာကိုပြန်လာပြီးဖနှက်ဘူးများကိုဖွင့်ကာ ဖနှက်တွေကိုထည့်သည်ထို့နောက်ဖနှက်ဘူးကိုအိတ်ထဲထည့်ပြီးဝဲသူလက်ထဲကိုအိတ်အားသွားပေးလိုက်သည် ဒီမှာပါရှင်ဖနက်နောက်လည်လာအားပေးပါနော်အေးပါရော့အလေးတောင်းဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဈေးဝယ်သူက ဖနက်အိတ်ကိုဆွဲကာထွက်သွားသည်ဆန်ရှင်ကနောက်တွင်ခါထောက်ကရရင်ဟဲ့ကောင်မလေးဘယ်လိုလဲကွ၅တောင်းနဲ့ရောင်းခိုင်းတဲ့ဖနက်ကိုဘာဖြစ်လို့၄တောင်းထဲနဲ့ရောင်းလိုက်ရတာလဲ။တတောင်းအကျွေးပါဦးလေ။မနေ့ပြန်ကြတဲ့တတောင်းကိုတူလာပေးပါလိမ့်မယ်။ သူကလာပေးပါမယ်လို့ပြောရအောင်ညီးကသူ့ကိုတီးလို့လားမတိပါဘူးရှင်မတိပဲနဲ့မြားညီးကဘာဖြစ်လို့အကျွေးပေးလိုက်တာလဲပြန်မလာရင်ဘယ်လိုလုပ်မလဲသူပြန်ကိုလာမှာပါရှင်ဘာဖြစ်လို့လဲအဲ့ဒီလူ ပြန်မလာရဘူးကြည်နေငါပတ်စံလဲဆုံးပြီညီးနေတော့မဖြစ်ပါဘူးအလုတ်ခတ်လိုက်ရင်ငါစီးစိမ်ပြုတ်လိမ့်မယ်သူပြန်လာမှာပါဦးလေးရဲ့ ။တမီးသူ့ကိုထည့်ပေးလိုက်တာဖနှက်နှစ်ဖက်စလုံးဟာဘယ်ဖက်တွေကြီးဖြစ်နေလို့ပါ။မနှက်ဖြန်သူ့ပြလာပြီးဖနှက်လာလဲရင်ကြံတဲ့ငွေတထောင်လဲပေးပါလိမ့်မယ်။ဟေးကောင်းကွာညီကိုအလုတ်ခန့်လိုက်ပြီ။မနှက်ဖြန်ကစပြီးရှင်းနိုင်ထိုးတာနဲ့အလုတ်လာစင်။လစာလေးသိန်းတော့ဦးလေးဦးလေးကတိအတိုင်းအေးပါကွယ်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ အလိုရှိသည်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့စေတနာအကျိုးပေးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်။စေတနာအကျိုးပေးကျွန်တော်ကိုတန်းကိုတည်တည်မှာလွန်ခဲ့သောနှစ်ပေါင်း30ကျော်လောက်ကလေးကဖြစ်သည်ကျွန်တော်စိုက်ကားနင်းစစ်အခါကလေးကကိုတန်းနေရင်းနေသည် သူနဲ့ကျွန်တော်စိုက်ကားတကိတ်ထဲအတူတူထိုးကြသည် ကိုတန်းသည် ပေါင်းရတင်ရခက်သည်ဟုအများကသိထားတော့လေကျွန်တော်နဲ့မူအချောင်းအပေါင်းတင်သည် အမှန်တော့ကိုတန်းသည် စနစ်ရှိပြီးသူ့ဘာသာသူစီကန်းနေနေလေးရှိသူထိုးကြောင့်တော်ယုံနေမသိကျွန်တော်ကလည်းသူ့လိုလူဖြစ်နေတော့ကြောင်းဖြစ်မည်ကျွန်တော်ရန်ကုန်တွင်အလုပ်လုပ်စဉ်ကလည်းပကိုးကို မကြာခဏပြန်တက်သည် ပြန်တိုင်းကိုတန်းကိုတွေ့လျင်သူ့ကိုခေါ်ပြီးလက်ဖက်ရည်ဆိုင်ထိုင်ကယထာဆောင်ရင်ရှေးဟောင်းနောက်ဖြစ်တွေ့ပြောကြသည်မင်းကတော့ဝွကျွတ်သွားပြီပေါ့ကွာသူကကျွန်တော်စိုက်ကားနေနေဘဝမှာကျွတ်လွတ်ပြီးကျောင်းစရာဖြစ်နောက်ပိုင်းရောင်ကုန်တွေအက်ဒီတာဖြစ်နေခြင်းကိုဆိုလိုသည်ဒါနဲ့ကိုတန်းအကြီးမလေးရောအကြီးမလေးကဒီနှစ်ဆယ်တန်းကွာခလေးတွေစာကြိုးစားရလား စားတော်တဲ့ဟိတ်ကောင်ကြီးရှာဖွေကြွေးရကြုံနဲ့တဲ့ကိုတန်းတွင်သားနှစ်ယောက်ရှိသည်သားအကြီးကမိရထားဆက်ပြင်ဌာနတွင်အလौဒမားဖြစ်သည် တနေ့တွင်အလौကအပြန်သူ့ကိုချောင်းရိုက်ခံရသည် ဥကောင်းတန်ရာဖြစ်ပွဲချင်းပြီးသည်မြည်သူရိုက်မှန်းလည်းမသိအမှုလည်းမပေါ်သားအကြီးဇနီးကိုတန်းဤချွေးမဖြစ်သူကဆယ်နှစ်အရွယ်သမီးကို သူ့အဖိုးကိုတန်းနဲ့ထားခဲ့ပြီးပျောက်သွားသည် ကိုသားမဲထိုကလေးကိုရှာကြွေးရသည် တားအကြီးကောင်သေးပြီးခုနှစ်နှစ်ခန့်အကြာတွင် နောက်သားတယောက်ကလည်းရထားလမ်းပေါ်လဲချပြီးတတ်သေးသည် ထိုကောင်ကအရက်ကြောင်နေသူဖြစ်သည်သူ့မိမကလည်းမကြမ်းမမာနှင့်နောက်တစ်နှစ်အကြာတွင် ဆုံးပြန်သည်ကလေးနှစ်ယောက်မှကိုတန်းထန်ရောက်လာပြန်သည်ယောက်ျားလေးတယောက်မိန်းကလေးတယောက်ဖြစ်သည် ကိုတန်းမှကလေးသုံးယောက်နှင့်ပတ်ချလဲနေသည် ကိုတန်းအမျိုးသမီးမှကွယ်လွန်သွားကြောင်းသိရသည် ကလေးတွေနေလုံးလက်ချလဲလိုက်ရင်သူလက်အိမ်တော်ရေးမစင်စားနိုင်။မိအကြီးလေးကသူ့ចောင်းထွက်ပြေးစေရောက်မယ်တဲ့။ဘယ်ဖြစ်ပါမလဲကွာ။စာမတက်လို့ငါတို့ဘဝတွေနေကြနေရတာ။ငါကစာတက်အောင်သင်ရမယ်ဆိုပြီးကလေး၃ယောက်စလုံးကိုចောင်းထားခဲ့တာ။ကလေးတွေကလေးမကြပါလေကွာ။ကျွန်တော်နဲ့ကိုသားမဆုံဖြစ်ဒီမှာကြာသွားပြီ။ကျွန်တော်ဘကိုးရောက်တဲ့နေ့တွင်တငယ်ချင်းတယောက်နဲ့လက်ဖက်ရည်ဆိုင်တွင်ချိန်ထားသည်ဖြစ် ထိုင်ဆောင်နေစဉ်ကျွန်တော်အနာကိုလူတယောက်ကလာရက်ပြီးဟေးမင်းကောင်းလေးမဟုတ်လားကျွန်တော်စိုက်ကားနှင်းစဉ်က ကျွန်တော်ကိုကောင်းလေးဟုသာသိကြသည်ဟာကိုတန်းကိုတန်းနော်အသားတွေဖြူပြေးဝါလို့ပါလားမင်းလည်းတူတူပဲထိုင်လေဗျာသူကသူထိုင်တီဝိုင်းမှာလက်ဖဲရခွန်းနေမုတ်ပကံကိုယူလာပြီးကျွန်တော်ဝိုင်းကိုလာထိုင်သည် ကျွန်တော်အရင်မေးမယ်ခမည်းမီးတော်ရောက်အေးငါကလည်းအဲ့ဒါပြောချင်နေတာပြောစမ်းမအောင်မီးအကြီးလေးကဆရာဝန်မကြီးဖြစ်နေပြီကွာဗျာဟုတ်လားဝမ်းသာလိုက်တာမီးအလက်ကောင်ကနိုင်ငံသားမှာကိုရီးယားမှာဆိုပါတော့မီးအငယ်မလေးကကြောင်းဆရာမှာဖြစ်နေပြီဟာ ကိုတန်းရေကြားရတာကောင်းလိုက်တာဗျာမကောင်းတဲ့ကိုလူကြီး မြေကြီးဆယ်တန်းကိုဘာသာဆုံးဂုံထူးနဲ့အောင်တော့ငါမှဘာလို့ရမှန်းကိုမသိဘူး။သူကဆရာဝန်လိုက်ဆက်သက်ချင်နေ။ဆရာတွေကလည်းတိုက်တော်နေ။ဆရာဝန်တရားဖြစ်ဖို့ဆိုတာလွယ်မှတ်လို့ငါကွာပြောရရင်ငါအိမ်ဝိုင်းလေးကိုရောင်းလိုက်ရတယ်ကွာအဲ့ဒီငွေနဲ့မြီးတွေကိုကြောင်းဆက်ထားရတာအလက်ကောင်တော်တယ်ကွာဆရာအောင်တော်ဝါရှော့မှာဝင်လို့တယ်စာပေးစာယူနဲ့ဘွဲယူတယ်သူ့တထေးကချစ်လို့ကိုရီးယားပို့ပေးလိုက်တာ အငယ်ဆုံးမလေးကတော့ဘွဲတော့ရတယ်ဒါပေမဲ့ကြောင်းစရာမှပဲလုံမယ်ဆိုပြီးလုံနေတာကိုတန်းရဲ့ခမားမီးတွေလိန်မာလိုက်ကြတာခမားတော်ဝင်ကြပါတယ်ဒါနဲ့ခမားအိမ်ဝင်ရောင်းလိုက်တယ်ဆိုတော့ဘယ်မှာခုနေတလဲငါအိမ်ဝင်ရောင်းပြီးတော့ကလေးတွေနဲ့မျိုးတစ်မှာငှားနေရတာပေါ့ကွာအတော်လေးယုံလိုက်ရတယ်ဒါပေမဲ့ငါအခုဘယ်လိုနေရတလဲဆိုတာမင်းကိုပြချင်တယ်လာငါနဲ့လိုက်ခဲ့ ကျွန်တော်တယောက်နဲ့ချိန်ထားတယ်သူ့ကိုစောင့်နေတာဒီနားလေးတွေမှာကွာလိုက်ခက်စမငါပြန်လိုက်ပို့ပေးပါမယ်ကျွန်တော်လည်းချိန်သားသူထံဖုန်းဆက်ပြီးခိတ္တဆောင်ရံပြော၍သူ့နဲ့လိုက်ခဲ့သည်သူကဆိုင်ကယ်လေးနဲ့ဖြစ်သည်မြို့တစ်တနေရာတွင် အိမ်နှစ်ဝင်းနှင့်တိုက်တစ်လေးတလုံးရှိရောက်တော့အခါသူကဒါငါတိုက်ပဲဟု သူကကြွကြွကြည့်ပြောသည် ကျွန်တော်ကိုတိုက်သေးခေါ်ပြသည်ခလေးတွေရော မြေးကြီးကရန်ကုန်ကစရုံတရုံမှာမြင်းငယ်ကကြောင်းသွားတယ်။ကိုတန်းကြီးခမရအတွေ့ရတာဝမ်းသာလိုက်တာဗျာ။ခုလိုနေထိုင်နိုင်တာဘာကြောင့်လဲဗျ။ကိုရီးယားကမြေးကပတ်ဆောင်ပို့တယ်။သူ့အမရိနဲ့ငါနေဖို့တိုက်ဆောင်ပါတဲ့။မြေးကြီးကလည်းခုထိအိမ်တော်မပြုတ်သေးဘူး။ခလေးတွေတော်ကြပါလေကွာ။ကိုတန်းကြီးခမရဘွားကတော့စိတ်ချသွားရပါပြီဗျာ။ခမရခလေးတွေကိုမွေးရကြုံနှက်ပါတယ်။ ငါကောင်ရင်ငါလည်းဘာမှမျှော်လင့်ထားတာမဟုတ်ဘူးကွသူ့ဘာသာသူဖြစ်သွားတာပဲသူ့ဘာသာသူဖြစ်သွားတာပဲဆိုတဲ့စကားတော့ကျွန်တော်မကြိုက်ဘူးဗျာအေးပါကွာကိုစိုက်တဲ့အတီကိုပြန်စားရတာပါငါကသူတို့ကိုငငယ်လေးကလေးကအပြောနဲ့မဟုတ်ဘူးအလုံးနဲ့လက်တွေပြတယ်သူတို့ကိုချစ်ပြကျင်နာပြတာတည်းသူတို့ဘဝတွေကိုဘာမှလိုလေသေးမရှိအောင်ကြွေးမွေးစောင်းရှောက်ပေးရင်နဲ့နောက်ဆုံးတော့စေတနာ အကျိုးပေးတယ်လို့ထင်ပါတယ်ကွာ ခုဆိုရင်သူတို့အဖိုးငါကိုဘာမှလိုလေသေးမရှိအောင်ဂရုစိုက်ကြပါလေကွာကိုတန်းကပြောရင်မျက်ရည်တွေဝဲနေသည်အေးပါဗျာအဲ့ဒီလောက်ဆိုရင်ကျွန်တော်လက်ခံပါတယ်ကဲကျွန်တော်ကိုပြန်လိုက်ပို့အောင်ခမားစကားလေးတော့ကြိုက်သွားပြီကိုစိုက်တဲ့အတီးကိုပြန်စားရတယ်ဟုတ်လားအမှန်ပါကွာ လောကတွင်ကိုဆိုင်သည့်အသည်ကိုပြန်မဆ ਾਇ ရသူတွေများစွာရှိသည့်အထေကကိုသားအဖြစ်မှအလွန်ထူလာပြီးတော့သည် အချို့စိုက်တော်ဆိုင်လိုက်သည်ပရိုင်းသီးတွေဖြစ်နေလင်တော့ကိုဆိုင်တော်လည်းပြန်မဆ ਾਇ နိုင်သည့်ဘဝတွေလည်းရှိပေလိမ့်မည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့စေတနာအကျိုးပေးဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်